င်တပင်ခုတ်ဖို့အတွက်စစ်သားအင်အား800ကျော်တိုင်လင်းရင်တွေနဲ့ပင့်ကားတွေပါအသုံးပြုခဲ့ရပါတယ်။ဒီကြောင်းကိုကြားလိုက်တော့ပြည်သက်တို့အံ့ဩသွားမှာပါ။နောက်ပြီးမဖြစ်နိုင်ပါဘူးလို့ထင်ကြပါလိမ့်မယ်။ဒါပေမဲ့ဒီကိစ္စကတကယ်ဖြစ်ပျက်ခဲ့တာပါ။နောက်ပြီးဒီအဖြစ်ပြက်ဟာကမ္ဘာသမိုင်းမှာ အထူးခြားဆုံးအဖြစ်ပြက်အဖြစ်ယနေ့တိုင်မှတ်တမ်းဝင်နေပါတယ်။ဒီကိစ္စက 1986ခုနှစ်ဩဂုတ်လ18ရက်နေ့စစ်အေးကာလမှာဖြစ်ပျက်ခဲ့တာပါတောင်ကိုရီးယားနိုင်ငံရဲ့တစ်ပင်တစ်ပင်ကို ခုတ်လဲဖို့အတွက် American စစ်တပ်ဟာ Operation Paul Bayan လို့အမည်ပေးထားတဲ့အကြီးမားဆုံးတစ်ပင်ဖျက်ရေးစစ်စင်ရေးကိုစတင်ခဲ့ပြီးတော့စစ်သားပေါင်း800ကျော်တိုက်ခိုက်လေရင်ဘုံကျဲလေရင်တွေမြေပြင်တိုက်ခိုက်ရင်များစွာနဲ့စွန်းအားအပြည့်တစ်ပင်ကိုခုတ်ဖျက်ခဲ့ပါတယ် တကယ်ခုတ်တဲ့အချိန်မှာတော့45မိနစ်ခန့်ပဲကြာမြင့်ခဲ့တာပါဒါပေမဲ့ဒီအပင်ကိုခုတ်လဲဖို့အသုံးပြုလိုက်ရတဲ့အင်အားကတကယ်စစ်ပွဲကြီးတစ်ခုစာနှိပါအသုံးပြုခဲ့ရပါတယ်။ဘာကြောင့်ဒီလောက်ထိအင်အားသုံးရတာလဲအသေးစိတ်ပြောပြပါမယ်။ယခုလိုထူးခြားတဲ့အကြောင်းအရာတွေကိုကြည့်ရဖို့ကျမရဲ့ဒီ channel လေးကို subscribe လုပ်ပေးပါဦးနော်။ ကဘာသမိုင်းမှာတစ်ပင်တပင်ကို ခုတ်လဲဖို့အတွက်တိုက်လင်းရင်တွေဘုံကျဲလင်းရင်တွေတိုက်ခိုက်ရင်ရဟတ်ရင်တွေနဲ့ရာချီတဲ့စစ်သားတွေကိုအတုံးပြုခဲ့ရတယ်ဆိုရင်မိတ်ဆွေယုံနိုင်ပါမလားဒါဟာစိတ်ကူးရင်ဇက်လမ်းမဟုတ်ပဲတကယ်ဖြစ်ခဲ့တဲ့ဖြစ်ရတဲ့ခုပါဖြစ်ခဲ့တဲ့အချိန်ကတော့1986ခုနှစ်အောက်ကုလ18ရက်နေ့စစ်အေးတိုက်ပွဲရဲ့ ွတ်အထိတ်ကာလမှာဖြစ်ပြီးတော့ဖြစ်ခဲ့တဲ့နေရာကတော့မြောင်နယ်တောင်ကိုရီးယားနိုင်ငံကြားကစစ်မဲ့ဆုံ DMZ မှာဖြစ်ခဲ့ပါတယ်ဒီဖြစ်စဉ်ရဲ့ဗဟိုချက်ကတော့မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားကိုပိုင်းခြားထားတဲ့စစ်မဲ့ဆုံ DMS ထဲမှာရှိတဲ့ပူးသွဲလုံခြုံရေး area joint security area GSA ပဲဖြစ်ပါတယ်အဲ့ဒီနေရာဟာ အဲ့ဒီချိန်လုံးကကဘာပေါ်မှာအတင်းမာဆုံးနဲ့အန္တရာယ်အများဆုံးနေဆက်မြင်းတစ်ခု ဖြစ်ခဲ့ပါတယ်။တစ်ဖက်နဲ့တစ်ဖက်ကစစ်သားတွေဟာမျက်နှာချင်းဆိုင်အနေအထားနဲ့24နာရီပတ်လုံးစောင့်ကြည့်နေကြတဲ့မိတောင်ဝတစ်ခုလိုအချိန်မရွေးပောက်ကွဲနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။အကြောင်းရင်းကတော့တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားတို့ရဲ့အပြင်းထန်ဆုံးစစ်ပွဲတွေဖြစ်ကြပြီးအမေရိကန်ရဲ့ဦးဆောင်မှုနဲ့နိုင်ငံစစ်ပြင်းကြီးစဲကာလဖြစ်ပါတယ်။ ဒါကြောင့်တဖက်နဲ့တဖက်ကဘယ်လုံးမှမကျင်နဲ့နိုင်ပဲအနေငယ်အမားအယွင်းကနေပြင်းထန်တဲ့စစ်ပွဲကြီးပြန်လည်ဖြစ်နိုင်လို့ပါအဲ့ဒီ JSA ထဲက Bridge of No Return နာမည်ကျော်ပြန်လည်မဲ့တံတားအနည်းမှာအီယာမပေါ်လာတပင်ကြီးတပင်ရှိနေခဲ့ပါတယ် ဒီတပင်ကြီးရဲ့ကြီးမားလာတဲ့အကိုင်းခတ်တွေဟာ UN တပ်ဖွဲ့တွေရဲ့စောက်ကြည့်ရင်ကင်းစကန်တစ်ခုရဲ့အမြင်အာရုံကိုကွယ်နေခဲ့တာကြောင့်လုံချုံရင်အတွက်စိုးရိမ်စရာဖြစ်နေခဲ့ပါတယ်။ဒါကြောင့်1986ခုနှစ်ဩဂုတ်လ18ရက်နေ့မှာတော့ American တပ်ဖွဲ့ဝင်6ဦးနဲ့တောင်ကိုရီးယားတပ်ဖွဲ့ဝင်9ဦးပါဝင်တဲ့အဖွဲ့ငယ်လေးဟာအဲ့ဒီအကိုင်းအခတ်တွေကိုခုတ်ထင်ရှင်းလင်းဖို့အတွက်တွားရောက်ခဲ့ကြပါတယ်။ သူတို့အလုံးစတင်ပြီးမကြခင်မှာပဲမြောက်ကိုရီးယားစစ်သားတစုဟာဘုံမူကြီးပတ်ချောရဲ့ဥစာမှုနဲ့အတူရောက်ရှိလာပြီးအလုတ်ချက်ချင်းရက်ဖို့အမိန့်ပေးခဲ့ပါတယ်။ American တပ်ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သူဘိုကြီး Otto Bonifax ကဒီအမိန့်ကိုညှင်းဆန်းခဲ့ပါတယ်။အဲဒီအချိန်မှာပဲဘုံမူကြီးပတ်ချောက တပ်ပြင်းလို့အော်ဟစ်အမိတ်ပေးလိုက်ပြီးမြောက်ကိုရီးယားစစ်သား30ခန်းဟာအမေရိကန်နဲ့တောင်ကိုရီးယားစစ်သားတွေရှင်းလင်းရေးအတွက်ယူဆောင်လာခဲ့တဲ့ပစိန်တွေကိုလူရက်ပြီးရရဆက်ဆက်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတော့တယ်ဒီလိုရုတ်တရက်တိုက်ခိုက်မှုကြောင့်အမေရိကန်ဗိုလ်ကြီးအော်တာဘော်နီဖက်စ်နဲ့ဒူပိုမက် ဘာရက်တို့နှစ်ဦးဟာ နေရာမှာတင်ပွဲချင်းပြီးအသက်ဆုံးခဲ့ရပြီးတခြားစစ်သည်များစွာလည်းပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြပါတယ်။ဒီရက်ဆက်ကြမ်းကြုတ်တဲ့တိုက်ခိုက်မှုဟာအမေရိကန်ပြည်ထောင်စုကိုအကြီးအကျယ်တုံ့လုံစီခဲ့ပါတယ်။အမေရိကန်ဆိုရဟာဒီအဖြစ်ပြက်ကိုလက်ပိုက်ကြည့်နေလို့မဖြစ်ပဲသူတို့ရဲ့အင်အားကိုပြသဖို့အတွက်တံပြန်ပုတ်ပြန်မှုတစ်ခုကိုပြုလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲဒါကတော့စစ်ပွဲတစ်ခုကိုစတင်ဖို့မဟုတ်ပဲအဲဒီပေါ်လာ တစ်ပင်ကြီးတစ်ပင်လုံးကိုအင်အားအပြည့်အသုံးပြုပြီးခုတ်လဲပြဖို့ပဲဖြစ်ပါတယ်။ဒီစစ်စင်ရေးကိုဒဏ္ဍာရီတဲကတစ်ခုတ်သမားလူတန်ကြီးရဲ့အမည်ကိုယူပြီးတော့ Operation Paw Bayan လို့နာမည်ပေးခဲ့ပါတယ်။ဒီဖြစ်စဉ်အပြီး၃ရက်အကြာဩဂုတ်လ23ရက်နေ့မှာတော့ American နဲ့ Tangoria တပ်ဖွဲ့တွေဟာချင်းစောတွေကင်ဆောင်ထားတဲ့ Engineer တပ်ဖွဲ့ဝင်တွေသူတို့ကိုဝန်းရံကောက်ွယ်ပေးထားတဲ့အထူး Commando တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ F4 F111 တိုက်လေယာဉ်တွေ B52 ဘုံးကျဲလေယာဉ်တွေနဲ့အတူလေယာဉ်တင်သွင်းဖို့ USS Midway ကိုပါကိုရီးယားကျွန်းဆက်အနီးမှာအသင့်အနေထားနဲ့ပြင်ထားပြီးအဲဒီနေရာကိုဝင်ရောက်ခဲ့ပါတယ်စစ်စုပေါင်းစစ်တီအင်အား800ကျော်အထိပါဝင်ခဲ့တယ်လို့သိရပါတယ် ညကိုရီးယားစစ်သားတွေဟာဒီလောက်ကြီးမားတဲ့စစ်အင်အားကိုညင်သွေးလိုက်ရတဲ့အခါမှာတော့အအားတင့်သွားပြီးဘာမှဝင်ရောက်မသားစီပဲလက်ပိုက်ကြည့်နေခဲ့ကြရပါတယ်။ American တပ်ဖွဲ့ဝင်တွေဟာ52မိနစ်အတွင်းမှာပဲအဲဒီပေါ်လာတစ်ပင်ကြီးကိုခုတ်လဲပြင်နိုင်ခဲ့ပါတယ်။ဒါဟာတစ်ပင်တစ်ပင်တည်းကိုခုတ်လဲဖို့အတွက်အလွန်အကျွံ အင်းအောင်တုံးဆွေးမှုကိုတမင်တသက်ပြတ်တလိုက်တာဖြစ်ပြီးတော့နောက်တစ်ကြိမ်ဒီလိုလှုပ်ရက်မျိုးကိုပြီးခံမှာမဟုတ်ဘူးဆိုပြီးပြောလိုက်တာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့မြောက်ကိုရီးယားခေါင်းဆောင်ကြီးကင်ဆောင်းကဒီအဖြစ်ပြက်သွန်းနောင်တရအကြောင်းကိုရှာရှာပါပါထုတ်ဖော်ပြောကြားခဲ့ပြီးနောက်ထပ်ဒီလိုအဖြစ်ဆိုးမျိုးတွေမဖြစ်ပွားအောင်စူးစမ်းသွားမယ်လို့ကတိပေးခဲ့ပါတယ်။ ဒီဖြစ်ပျက်ဟာပြပင်တပင်ကြောင့်တာဒီယကဘာစစ်ကြီးဖြစ်မှုနိပါအထိတဲမာမှုတွေမြင့်တက်ခဲ့တဲ့စစ်အေးတိုက်ပွဲရဲ့အထင်ရှားဆုံးသော ဖြစ်ရပ်တစ်ခုအဖြစ်မှတ်တမ်းတင်ထားခြင်းခံရပါတယ်။ဒီအဖြစ်ပျက်တွေဖြစ်ပျက်ပြီးတဲ့နောက်မှာတော့တောင်နဲ့မြောက်ကိုရီးယားနိုင်ငံကြားတွေကစစ်မှတ်ဆုံး DMZ မှာပုံမှုတင်းကျပ်တဲ့စီကန်းတွေအပြန်လဲထုတ်ခဲ့ပြီး တာဝန်ကြားစစ်သားတွေကိုလည်းတစ်ဖက်နဲ့တစ်ဖက်ဓာတ်ရိုက်ထိသွေးလို့မရအောင် ခွဲခြားခဲ့ကြပါတယ်။နောက်ပြီးထူးခြားတာကဒီအဖြစ်ပြက်ဖြစ်ပြီးနောက်ပိုင်းမှာအမေရိကန်နဲ့မြောက်ကိုရီးယားရဲ့ဆက်ဆံရေးဟာအလွန်တင်းမာလာခဲ့ပါတယ်။အဆုံးထိနာဆင်ပေးလို့ကျေးဇူးတင်ရှိပါတယ်ရှင်။ကိုစိတ်နှပြစမ်းမချမ်းသာကြပါစီရှင်။